မြောက်ကိုရီးယားလမ်းစဉ်လိုက်ဖို့ကြံနေတဲ့အီရန်ယူလက်နက်ထိန်းသိမ်းရေးစာချုပ်ကနေထွက်ဖို့တေချာသလောက်ဖြစ်နေပြီ Nuclear Non-Proliferation Treaty အတူချုပ်အဖြစ် NPT ဆိုတဲ့စာချုပ်ဟာနိုင်ငံတွေအနေနဲ့ Nuclear လက်နက်ပြန့်နှံ့မှုကိုတားဆီးဖို့ Nuclear စွမ်းအင်ကိုငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အသုံးပြုဖို့ရည်ရွယ်ထားတဲ့စာချုပ်တစ်ခုပါတနေ့ဝင်နေ့က American ကအီရန်ရဲ့ Nuclear စခန်းတွေကိုတိုက်ခိုက်ခဲ့ပြီးနောက်ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့အကြီးအကဲကအရေးပေါ်အစည်းအဝေးတစ်ခုကိုကျင်းပနေပါဗျ အီရန်ဆိုရကလည်းတင်းမာလာနေတဲ့ပြည်ပခတွေကြောင့်နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ် NPT ကနေနှုတ်ထွက်ဖို့ဥပဒေကြမ်းကိုရေးဆွဲနေတယ်လို့ဆိုပါတယ်။အီရန်ကဘာတွေဆက်လုပ်မလဲ။မြောက်ကိုရီးယားသွားခဲ့တဲ့လမ်းကိုလိုက်ပြီးနျူကလ িয়ার လက်နက်တွေသုံးပြီးရန်သူတွေကိုစတိုက်တော်မလား။ဒါကအီရန်တနိုင်ငံတည်းသာသိနိုင်တဲ့ကိစ္စပါ။အီရန်ဟာ NPT စာချုပ်ကနေနှုတ်ထွက်ဖို့စဉ်းစားနေတာဖြစ်ပါတယ်။ဒီနေ့အထိဒီလိုလုပ်ခဲ့တဲ့နောက်ထပ်နိုင်ငံတနိုင်ငံပဲရှိခဲ့ပူပါတယ်။အဲဒါကတော့2003ခုနှစ်ကမြောက်ကိုရီးယားပါ။ မြောက်ကိုရီးယားက NPT ကနေထွက်သွားပြီး၃နှစ်ကြာ2006ခုနှစ်မှာသူ့ရဲ့ပထမဆုံးနျူကလ িয়ার လက်နက်စမ်းသပ်မှုကိုလုပ်ခဲ့ပါတယ်။အီရန်ကမြောက်ကိုရီးယားမှာရှိနေပြီးသားအရာကိုလိုချင်နေတာပါ။ကင်ဂျွန်ဟန်ဟာသူ့ရဲ့လက်နက်တွေကိုအသုံးပြုပြီးအရှိအအားနဲ့ကဘာကြီးမှာကြောက်ရွံ့မှုတွေပြန့်နှံ့အောင်လုပ်နေပါတယ်။ဒါကသူ့ရဲ့အာနာရှင်စနစ်ကိုတိုက်ခိုက်ခံရခြင်းကနေကာကွယ်ပေးထားပြီးအာနာရဖို့အတွက်ကင်ရဲ့ချီကုတ်လို့တောင်ပြောလို့ရပါတယ်။အီရန်ကလည်းမြောက်ကိုရီးယားလိုပဲကမ္ဘာကအဆက်အသွယ်ဖြတ်ထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ပြီးတော့သူတို့မှာအာနာနဲ့အစိုးရကိုကာကွယ်ဖို့ ရီမှန်းချက်အချင်းဆင့်တူကြပါတယ်။မကြသေးခင်နှစ်တွေမှာသူတို့ကမြောက်ကိုရီးယားရဲ့လုပ်ရက်တွေကိုကူးချဖို့ကြိုးစားနေခဲ့ကြပါတယ်။တကယ်တော့မကြသေးခင်ကအစိုးရခံတာတွေရအမေရိကန်ကအီရန်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ပြီးတဲ့နောက်ကင်ဂျွန်ဝမ်ကအီရန်ကိုကူညီကောင်းကူညီနိုင်တယ်လို့တောင်အရေးအဝတ်ပြောခဲ့ပါသေးတယ်။ဒါပေမဲ့တခြားနိုင်ငံတွေကဒါကိုလုံးဝလက်မခံနိုင်ပါဘူး။သူတို့ကနျူကလ িয়ার ပြန့်နှံ့မှုကိုတားဆီးခြင်းကြပါတယ်။အထူးသဖြင့်အီရန်လိုနိုင်ငံမျိုးမှာပါဒီကိစ္စကိုနားလည်ဖို့အတွက်နျူကလ িয়ার သမိုင်းကိုအရင်ဆုံးကြီးလိုက်ရအောင်ပါ။ အမေရိကန်ကပထမဆုံးနျူကလ িয়ার လက်နက်ကိုတီထွင်ခဲ့ပါတယ်။ပြီးတော့1945ခုနှစ်မှာဟီရိုရှိမားနဲ့နာဂါစကီမှာအဲ့ဒီလက်နက်ကိုအသုံးပြုခဲ့တဲ့တခုတည်းသောနိုင်ငံလေးဖြစ်ပါတယ်။လေးနှစ်ကြာ1949ခုနှစ်မှာဆိုဗီယက်ယူနီယံကပထမဆုံးနျူကလ িয়ার စမ်းသပ်မှုကိုလုပ်ခဲ့လို့ကမ္ဘာကြီးကိုတုံ့လှုပ်စေပြီးစစ်အေးတိုက်ပွဲကိုစတင်ခဲ့ပါတယ်။ UK နဲ့ပြင်သစ်တို့ကလည်း1952ခုနှစ်နဲ့1960ခုနှစ်မှာ သူတို့ရဲ့ကိုပိုင်စမ်းသပ်မှုတွေကိုအတိအသီးပြုလုပ်ခဲ့ကြပါတယ်။1964ခုနှစ်မှာတရုတ်ကပထမဆုံးနျူကလ িয়ার စမ်းသပ်မှုကိုလုပ်ခဲ့ပြီးဆိုဗီယက်နဲ့အနောက်အုပ်စုအပြင်တတိယအင်အားကြီးနိုင်ငံဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်တွေတုန်းကအင်အားကြီးနိုင်ငံတွေဟာအာဏာပြဖို့နဲ့ရန်သူကိုထိန်းချုပ်ဖို့အတွက်နျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ခြင်းခဲ့ကြပါတယ်။ဒါပေမဲ့နျူကလ িয়ার နည်းပညာတွေပိုပြန့်နှံ့လာလေလေအမှန်တကယ်အသုံးပြုဖို့အလားအလာပိုများလာပြီးစိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်လေပါပဲ။ ဒါကြောင့်1980ခုနှစ်မှာ Nuclear Non-Proliferation Treaty NPT ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ထောက်ခံမှုနဲ့ဒီသဘောတူညီချက်ကနျူကလ িয়ার လက်နက်တွေမပြန့်ပွားအောင်တားဆီးဖို့နဲ့နောက်ဆုံးမှာကမ္ဘာတစ်ဝန်းလုံးနျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးကိုအောင်မြင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါဟာလူသားမျိုးနွယ်စုရဲ့အကြီးမားဆုံးအောင်မြင်မှုတွေထဲကတစ်ခုဖြစ်လာခဲ့ပေမဲ့ပြဿနာတွေရှိခဲ့ပါတယ်။အိန္ဒိယ၊အစ္စရေး ပါကစ္စတန်နဲ့တောင်အာဖရိကတို့ကဒီစာချုပ်မှာမပါဝင်ခဲ့ကြပါဘူး။အိန္ဒိယနဲ့ပါကစ္စတန်တို့ကတယောက်နဲ့တယောက်အလွန်အမင်းတန်တရားရှိနေပြီးတခြားနျူကလ িয়ার အင်အားကြီးနိုင်ငံတခုကသူတို့ကိုတကယ်ကာကွယ်ပေးတာမျိုးမဟုတ်တာကြောင့်သူတို့ရဲ့ကိုပိုင်နျူကလ িয়ার လက်နက်တွေကိုအကာအကွယ်ဖြစ်လိုချင်ခဲ့ကြပါတယ်။တောင်အာဖရိကကလည်းလူမျိုးခွဲခြားမှုစနစ်ကြောင့်နိုင်ငံတကာရဲ့ပြင်းထန်တဲ့ပိတ်ဆို့မှုတွေခံနေရတဲ့အချိန်မှာအဆက်ဖြတ်ခံရတဲ့နိုင်ငံဖြစ်ကိုပိုင်နျူကလ িয়ার လက်နက်လိုချင်ခဲ့တာပါ။ဒီတော့တွင်မှာအစ္စရေးကတော့အရှိလေပိုင်းမှာရှိတဲ့လူတိုင်းနဲ့ညီပါပြိပခဖြစ်နေတာကြောင့် သူ့ရဲ့နိုင်ငံတော်ကိုမဖျက်ဆီးခံရအောင်ကာဝယ်ဖို့နျူကလ িয়ার လက်နက်တွေကသူတို့အတွက်အရန်အသုံးဝင်နေပါတယ်။ဒါကြောင့် NPD စာချုပ်ရှိနေပေမဲ့ဒီနိုင်ငံလေးခုကသူတို့ရဲ့ကိုပိုင်နျူကလ িয়ার လက်နက်တွေကိုတီထွင်ခဲ့ကြတာပါ။တောင်အာဖရိကကတော့1990ပြည့်နှစ်တွေမှာလူမျိုးခွဲခြားမှုစနစ်အဆုံးသတ်သွားတဲ့အခါသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုဖျက်သိမ်းပြီး NPD မှာပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကမပြီးဆုံးခဲ့ပါဘူး။အီရတ်ကဆတ်တန်ဟူစိန်ကလည်းယူရေနီယံကိုတန့်စင်အောင်လုပ်ပြီးလက်နက်တွေကိုဒီဇိုင်းဆွဲနေခဲ့ပါတယ်။လီဗျားကမူအမ်မာဂဒါဖီကလည်း ပါကစ္စတန်သိပ္ပံပညာရှင်အေဂျူခန်းရဲ့အများကြီးအကူအညီနဲ့အတူတူပဲလုပ်နေခဲ့ပါတယ်။အေဂျူခန်းဟာမြောက်ကိုရီးယားနဲ့အီရန်ရဲ့နျူကလ িয়ার စီစဉ်တွေမှာလည်းပါဝင်ခဲ့ပါသေးတယ်။2003ခုနှစ်မှာအမေရိကန်သမ္မတဂျော့ဂျ်ဒဗလျူဘုရှ်ကအီရန်မှာအမှန်တကယ်အစုလိုက်အပြုံလိုက်ဖျက်ဆီးရေးလက်နက်တွေရှိတယ်လို့မှားယွင်းစွာပြောဆိုခဲ့ပါတယ်။သူကအဲ့ဒါကိုကျူးကျော်ဖို့အတွက်အကြောင်းပြချက်အဖြစ်သုံးခဲ့တာပါ။ဒါကအမေရိကန်ကိုဒီနေ့အထိခြောက်လန့်နေစေပါ။ဘာလို့လဲဆိုတော့ဒါကကြီးမားတဲ့ထောင်လန်းရေးပြက်ကွက်မှုဖြစ်နိုင်တယ်လို့ကြီးမားတဲ့လိန်ညာမှုလည်းဖြစ်နိုင်လို့ပါပဲ။ အများစုကတော့ Bush တယောက်အီရတ်ကိုကျူးကျော်ခြင်းလို့တတ်တတ်ဝင်ဆင်တာလို့လည်းပြောကြပါတယ်ဒီစစ်ပွဲကြောင့်လူရာပေါင်းများစွာတေဆုံးခဲ့ရပြီးကမ္ဘာတဝန်းလုံးကလူတွေကအီရတ်ကျူးကျော်မှုကိုရန်လူတဲ့စစ်ပွဲနဲ့နိုင်ငံတကာဥပဒေကိုချိုးဖောက်တာလို့မြင်ကြပါတယ်2006ခုနှစ်မှာလည်းနောက်ထပ်အဆက်ဖြတ်ခံထားရတဲ့နိုင်ငံတစ်ခုကနျူကလ িয়ার လက်နက်ကိုတကယ်တီထွင်ခဲ့ပြီးအဲ့ဒီကိစ္စမှာအမေရိကန်ကဝင်ရောက်ဆွတ်ဖက်ဖို့ပြက်ကွက်ခဲ့လို့နောက်ပိုင်းမှာပြင်းထန်တဲ့ပြဿနာတွေဖြစ်လာခဲ့ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ပြောနေတာမြောက်ကိုရီးယားပါပဲ ။မြောက်ကိုရီးယားဘယ်လိုမျိုးဒီဘုံကိုရခဲ့တယ်လဲဆိုတဲ့ဇလန်းကတကယ်ကိုစိတ်ဝင်စားစရာပါ။မြောက်ကိုရီးယားဟာတောင်ကိုရီးယားနဲ့သူ့ရဲ့မဟာမိတ်အမေရိကန်တို့နဲ့စစ်ဖြစ်နေတဲ့နိုင်ငံပါ။ဖြစ်နိုင်ခြေရှိတဲ့စစ်ပွဲတွေအတွက်ပြင်ဆင်မှုမြောက်ကိုရီးယားက1962ခုနှစ်မှာအလုံးစုံခံတဲ့တီဆောင်ရေးလှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်။သူရဲ့နိုင်ငံကိုစစ်ဘက်ဆိုင်ရာအစွမ်းကုန်အားကောင်းတဲ့လူအဖွဲ့အစည်းဖြစ်ပြောင်းလဲပစ်ခဲ့ပြီးနျူကလ িয়ার လက်နက်တွေဟာသူတို့လုံနိုင်တဲ့နောက်ဆုံးနဲ့အစွမ်းအထက်ဆုံးခြေလှမ်းဖြစ်ခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့မဟာမိတ်တွေဖြစ်တဲ့ Soviet Union နဲ့တရုတ်တို့မှာ နျူကလ িয়ার လက်နက်တွေရှိနေပြီးသားဖြစ်ပေမဲ့မြောက်ကိုရီးယားကိုကူညီဖို့ငင်းဆန်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာမြောက်ကိုရီးယားကိုမယုံကြည်ကြပဲနျူကလ িয়ার လက်နက်ကင်ထားတဲ့အစွန်းရောက်အိမ်နီးချင်းနိုင်ငံကသူတို့ပေါ်ပြန်လှည့်လာမှာကိုဒါမှမဟုတ်ဒေတာရင်းစစ်ပွဲဖြစ်စီမှာကိုစိုးရိမ်လို့ပါပဲ။ဒီအပြင်ဒီပညာရေးကမ္ဘာတဝန်းပြန့်ပွားသွားမှာကိုလည်းကြောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဆိုဗီယက်ယူနီယံကမြောက်ကိုရီးယားကိုလုံးဝဆွန့်ပစ်မထားခဲ့ပဲအရက်ပတ်နျူကလ িয়ার နည်းပညာတွေအတွက်ကူညီခဲ့ပါတယ်။သူတို့ကပထမဆုံးသူတေသနာဓာတ်ပေါင်းမှုကိုတိစောက်ပေးခဲ့ပြီး ိပ္ပံပညာရှင်တွေကိုလည်းလေ့လာခွင့်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာမြောက်ကိုရီးယားဟာယူရေနီယံစက်ရုံတွေနဲ့ဓာတ်ငွေ graphite ဓာတ်ပေါင်းပုံတွေအတွက်ပါတိဆောက်ခဲ့လို့နိုင်ငံတကာကစိုးရိမ်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒါတွေဟာလက်နက်အစင်ပလူတိုနီယံထုတ်လုပ်ရမှာအသုံးပြုနိုင်လို့ပါပဲ။ဆိုဗီယက်ရဲ့ဖိအားကြောင့်မြောက်ကိုရီးယားက1985ခုနှစ်မှာ NPT စာချုပ်ကိုလက်မှတ်ထိုးခဲ့ပါတယ်။ NPT စာချုပ်အရမြောက်ကိုရီးယားဟာ၁၈လအတွင်း IAEA ရဲ့စစ်ဆေးမှုတွေကိုခံယူရမှာဖြစ်ပေမဲ့နှစ်ပေါင်းများစွာနှောင့်နှေးခဲ့ပါတယ်။ ဒီတော့တွင်မှာပါကစ္စတန်ကအေချူခန်းရဲ့မှောင်ခိုကွန်ရက်နဲ့ဆက်သွယ်ပြီးယူရေနီယံတန့်စင်အောင်လုပ်ဖို့နည်းပညာတွေရယူခဲ့ပါတယ်။အပြန်အလှန်အားဖြင့်မြောက်ကိုရီးယားကပါကစ္စတန်ကိုဒုံးပျံအင်ဂျင်နည်းပညာပေးခဲ့ပါတယ်။ဆိုဗီယက်ပြိုလဲပြီးနောက်မှာမြောက်ကိုရီးယားကအားနည်းသွားလို့1992ခုနှစ်မှာ IAEA သဘောတူညီချက်ကိုလက်မှတ်ထိုးခဲ့ရပါတယ်။ဒါပေမဲ့1993ခုနှစ်မှာ IAEA ကမြောက်ကိုရီးယားရဲ့လျှို့ဝှက်နျူကလ িয়ার လှုပ်ရှားမှုတွေကိုတန်တရားရှိခဲ့ပြီးစစ်ဆေးမှုတွေလုပ်ဖို့ကြိုးစားတဲ့အခါမြောက်ကိုရီးယားကငြင်းဆိုခဲ့ပါတယ်။ဒါကြောင့်မြောက်ကိုရီးယားက NPD ကနေနှုတ်ထွက်မယ်လို့ချိန်ချောက်ခဲ့ပြီးနျူကလ িয়ার လက်နက်တိစောက်တော့မယ်ဆိုတဲ့အချက်ပြမှုကိုပေးခဲ့ပါတယ်။ American သမ္မတ Bill Clinton ကစစ်စည်ရင်းနဲ့ပိတ်ဆို့မှုတွေလုပ်မယ်လို့ချိန်ချောက်ခဲ့ပြီးမြဲစစ်ပွဲပြန်ဆနိုင်တာကြောင့်စစ်ရေးကိုရှောင်ရှားခဲ့ပါတယ်။1994ခုနှစ်မှာ Agreed Framework ကိုချုပ်ဆိုခဲ့ပြီးရောက်ကိုရီးယားကို NPD မှာဆက်နေခိုင်းခဲ့ပါတယ်။ဒီအတွက် American ကရောက်ကိုရီးယားကိုရေနံတွေပေးခဲ့ပြီးဂျေဘော့တပေါင်းဖို့တွေတိစောက်ဖို့ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင်အမေရိကန်ကနျူကလ িয়ার လက်နက်မသုံးမှုနဲ့ဆက်ဆံရေးပုံမှန်ဖြစ်အောင်လုပ်ပေးမယ်လို့ပါကတိပေးခဲ့ပါတယ်။1994ခုနှစ်ကသဘောတူညီချက်ဟာ2002ခုနှစ်မှာပြသခဲ့ပါတယ်။အမေရိကန်ကမြောက်ကိုရီးယားရဲ့လျှို့ဝှက်ယူရေနီယံတန့်တယ်မှုတွေရှိနေတယ်လို့စွပ်စွဲခဲ့ပါတယ်။မြောက်ကိုရီးယားကငြင်းပေမဲ့နျူကလ িয়ার လက်နက်ရပိုင်ခွင့်ရှိတယ်လို့ကြေညာခဲ့ပါတယ်။ဒီနောက်မှာအမေရိကန်ကရေနံတင်ပို့မှုတွေရပ်လိုက်ပြီး2003ခုနှစ်မှာမြောက်ကိုရီးယားက NPT ကနေနှုတ်ထွက်ခဲ့ပါတယ်။ဒါကပထမဆုံးကြိမ်နှုတ်ထွက်မှုဖြစ်လို့နိုင်ငံတကာအခြေအနေတင်းမာခဲ့ပါတယ်။ တရုတ်ဦးဆောင်တဲ့6ပွင့်ဆိုင်ဆွေးနွေးပွဲတွေကနေဘာမှကျိုးမရှိခဲ့ပဲရောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းကဆက်လက်တိုးတက်နေခဲ့ပါတယ်2005ခုနှစ်မှာသူ့မှာနျူကလ িয়ার လက်နက်ရှိကြောင်းလူသိရှင်ကြားကြေညာခဲ့ပြီး2006ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုကိုလုပ်ခဲ့ပါတယ်ဒီစမ်းသပ်မှုကသိငယ်ပေမဲ့နောက်ပြန်လှည့်မရတော့တဲ့အခြေအနေတခုပါနောက်ပိုင်းမှာမြောက်ကိုရီးယားဟာနျူကလ িয়ার ထိပ်ဖူးတွေတည်ဆောင်နိုင်တဲ့ဒုံးကျည်အမျိုးမျိုးကိုစမ်းသပ်ခဲ့လို့ကုလသမဂ္ဂကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။အမေရိကန်သမ္မတလိုင်းကမြောက်ကိုရီးယားကို နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအတွက်ဆွဲဆောင်မှုကြိုးစားခဲ့ပေမဲ့ဘသူမှမအောင်မြင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့နျူကလ িয়ার လက်နက်တွေကမြောက်ကိုရီးယားအတွက်ဩဇာအာဏာကိုပေးထားလို့ပါပဲ။လက်ရှိမှာမြောက်ကိုရီးယားမှာနျူကလ িয়ার ထိပ်ပူး90လောက်ရှိနေပြီးအမေရိကန်ပြည်ကချိန်ချနိုင်တဲ့ ICBM တွေကိုပိုင်ဆိုင်ထားပါတယ်။အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အလီခါမီနီဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার ဇာလံကိုအနောက်နိုင်ငံတွေကိုတွန်းလှန်ဖို့ဥပမာတစ်ခုဖြစ်မြင်ခဲ့ပါတယ်။ ။ဒါကြောင့်သူကမြောက်ကိုရီးယားရဲ့နီးလန်းများသောကိုကူးချခဲ့ပြီးနိုင်ငံနှစ်ခုရဲ့အစည်းအဝေးတွေမှာစင်တူမှုများစွာရှိလာပါတယ်။အီရန်ရဲ့နျူကလ িয়ার စီစဉ်ဟာမြောက်ကိုရီးယားထက်အနည်းငယ်စောပါတယ်။1950ပြည့်နှစ်တွေတုန်းကအမေရိကန်မဟာမိတ်ဖြစ်တဲ့ဘရင်လက်ထက်မှာအမေရိကန်ရဲ့အကူအညီနဲ့စတင်ခဲ့ပြီး NPT ကိုလက်မှတ်ထိုးခဲ့ပါတယ်။1980ပြည့်နှစ်တွေမှာနျူကလ িয়ার စွမ်းရည်အစည်းအဝေးကိုချဲ့ထွင်ဖို့ဆက်ယုံနေတည်ဆောက်ခဲ့ပါတယ်။1989ခုနှစ်အစ္စလာမ်တော်လှန်ရေးနောက်ပိုင်းအီရန်ဟာ NPT မှာဆက်နေခဲ့ပြီ ခေါင်းဆောင်ကနျူကလ িয়ার လက်နက်ကိုဘာသာရေးအရတားမြစ်ထားတယ်လို့ကြေညာခဲ့ပါတယ်။ဒါကြောင့်အီရန်ကလက်နက်တီထွင်မှာမဟုတ်ဘူးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့မကြာခင်မှာရုရှားနဲ့တရုတ်တို့ရဲ့အကူအညီနဲ့အရက်ဘတ်နျူကလ িয়ার စီစဉ်ကိုပြန်ဆခဲ့ပါတယ်။မြို့ဝက်စွာနဲ့ပါကစ္စတန်က A2K ရဲ့အကူအညီကိုပါရယူပြီးယူရေနီယံတန့်စင်အောင် လုပ်ဖို့နည်းပညာတွေရရှိခဲ့ပါတယ်။အီရန်ကစွန့်ရင်နဲ့စွန့်ရင်အတွက်လို့သာပြောဆိုခဲ့ပေမဲ့နာတန့်စ်မှာယူရေနီယံကျွဲဝါရေးဆက်ယုံနဲ့အီရန်နားမှာရှိတဲ့ဓာတ်ပေါင်းမှုတွေတိစောက်ခဲ့တာဟာ လက်နက်အစင်ပလူတိုနီယံနဲ့ယူရေနီယံတွေထုတ်လုပ်နိုင်တဲ့အတွက်နိုင်ငံတကာကိုစိုးရိမ်ချခဲ့ပါတယ်။၂003ခုနှစ်မှာအနောက်နိုင်ငံတွေနဲ့တီဟီရန်အဂရီမန့်ကိုလက်မှတ်ထိုးခဲ့ပြီးမြောက်ကိုရီးယားလိုပဲအီရန်ကပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။၂005ခုနှစ်မှာ IAEA ကစီးမင်းတွေမလိုက်နိုင်ဘူးလို့ကြေညာခဲ့လို့နိုင်ငံတကာကပြင်းပြင်းထန်ထန်ပိတ်ဆို့ခဲ့ပါတယ်။၂009ခုနှစ်မှာဖော်ဒိုးလိုမြေအောက်ဆက်ရုံအစ်စ်တွေထုတ်ဖော်လိုက်တဲ့အခါ စီးပွားရေးပိတ်ဆို့မှုတွေပုံများလာပြီးအီရန်စီးပွားရေးပျက်စီးစေခဲ့ပါတယ်။အစ္စရေးနဲ့နောက်အုပ်စုကသိပ္ပံပညာရှင်တွေကိုလှုပ်ကြံခဲ့လို့အချိန်အနည်းငယ်နှေးသွားခဲ့ပေမဲ့အီရန်ရဲ့ယူရေနီယံကျွဲဝှမှုကဘုံအတွက်လိုအပ်တဲ့အဆင့်ကိုနှီးပါးကျောင်းနေခဲ့ပါတယ်။2015ခုနှစ်မှာအမေရိကန်သမ္မတအိုဘားမားဦးဆောင်တဲ့ JCPOA Joint Comprehensive Plan of Action စာချုပ်ကိုလက်မှတ်ထိုးခဲ့ပြီးပိတ်ဆို့မှုတွေကိုဖယ်ရှားပေးခဲ့လို့အီရန်ကဒေါ်လာဘီလီယံချီတဲ့ပိုင်ဆိုင်မှုတွေကိုပြန်ရခဲ့ပါတယ်။ဒါပေမဲ့2018ခုနှစ်မှာသမ္မတထရန့်က အီရန်စာချုပ်ကိုမလိုက်နာဘူးလို့စွပ်စွဲပြီးနှုတ်ထွက်ခဲ့လို့ပိတ်ဆို့မှုတွေပြန်လည်ချမှတ်ခဲ့ပါတယ်။ဒီအခါမှာအီရန်ကယူရေနီယံကြွယ်ဝအောင်ဆက်လုပ်ခဲ့ပြီးလက်နက်အတွက်လိုအပ်တဲ့60ရာခိုင်နှုန်းနဲ့အလွန်နီးစပ်တဲ့60ရာခိုင်နှုန်းအဆင့်ကိုကျော်ဖြတ်သွားခဲ့ပါတယ်။ဒီအဆင့်ဟာအရက်ဘတ်3အတွက်ဘလို့မှမဖြစ်နိုင်ပါဘူး။အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုမြောက်ကိုရီးယားနဲ့နှိုင်းယှဉ်ခြင်းရင်စင်တူမှုတွေအများကြီးရှိပါတယ်။နိုင်ငံတစ်ခုစလုံးဟာရုရှားနဲ့တရုတ်ရဲ့ထောက်ခံမှုနဲ့အရက်ဘတ်အစီအစဉ်ကနေစပြီးအသိပညာတွေရယူခဲ့ကြတယ်။ပြီးတော့လျှို့ဝှက်စွာ သူတို့ရဲ့ကိုပိုင်ကြွယ်ဝရေးဆက်ယုံတွေကိုပါကစ္စတန်ရဲ့မှောင်ခိုကွန်ရက်ကနေအကူအညီယူပြီးတိစောက်ခဲ့ကြပါတယ်။နိုင်ငံတကာကဒါကိုသိတဲ့အခါစာရွက်ပေါ်မှာအလျှော့တင်းတချို့ကိုသဘောတူခဲ့ကြပြီးမြဲချိုးဖောက်ပြီး IAEA စစ်ဆေးမှုတွေကိုကန့်သတ်ဖို့ကြိုးစားခဲ့ကြပါတယ်။နောက်ဆုံးမှာဒါတွေဟာအချိန်ဆွဲဖို့အတွက်ပဲဖြစ်ခဲ့ပါတယ်။ IAEA ကတကယ်ဖြစ်ပျက်နေတာတွေကိုနောက်ဆုံးတွေ့ရှိသွားတဲ့အခါတန်တမန်ရေးဆွေးနွေးပွဲအသစ်တွေစတင်ခဲ့ပါတယ်။ဒါပေမဲ့တဆင်ပြီးတဆင့်အဆက်ဖြတ်ခံထားရတဲ့နိုင်ငံက နျူကလ িয়ার လက်နက်ကိုတိစောက်ဖို့ပို့ပို့ပြီးတော့နှီးဆက်လာခဲ့ပါတယ်။မြောက်ကိုရီးယားကိစ္စမှလို့ပဲတခါလက်နက်ရပြီးတာနဲ့အီရန်ကလုံခြုံသွားပါပြီ။သူ့ရဲ့နျူကလ িয়ার လက်နက်ကိုဆွန့်လွတ်စရာမလိုတော့သလိုထိန်းချုပ်နိုင်စွမ်းရှိတာကြောင့်တိုက်ခိုက်ခံရစရာလည်းမလိုတော့ပါဘူး။တနည်းအားဖြင့်အစိုးရကသူ့လုံချင်တာကိုလုတ်ဖို့လွတ်လပ်သွားပြီဖြစ်ပြီးဒါကအီရန်လိုချင်တဲ့အရာပါပဲ။ဒါပေမဲ့အီရန်ကဒီလောက်ထိရောက်မလာခဲ့ပါဘူး။မြောက်ကိုရီးယားနဲ့မတူဘဲသူတို့ဟာစီးကံဖောက်ဖျက်မှုတွေအကျိုးဆက်တွေရင်ဆိုင်ခဲ့ရပါတယ်။မကြသေးခင်က American Israel တိုက်ခိုက်မှုတွေက အီရန်ရဲ့နျူကလ িয়ার စင်စင်ကိုထိခိုက်စေပြီးနှစ်နဲ့ချီပြီးနောက်ပြန်ဆုတ်သွားစီပါတယ်။အီရန်ဟာစစ်ရေးဆွတ်ဖက်မှုဖြစ်နိုင်ခြေကိုအမြဲတမ်းကြောက်ခဲ့ပြီးဒါကြောင့်မြောက်ကိုရီးယားထက်နျူကလ িয়ার လက်နက်တွေအတွက်ပိုပြီးနှိမ့်ကွေးခဲ့ရတာပါ။အီရန်နဲ့မတူတာကမြောက်ကိုရီးယားရဲ့နျူကလ িয়ার စီစဉ်ဟာအမေရိကန်ရဲ့စစ်ရေးဆွတ်ဖက်မှုကနေလွတ်မြောက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့တောင်ကိုရီးယားမျိုးတော်ဆိုးကိုဒုံးကျည်အမြောက်တွေနဲ့ချိန်ချောင်းနိုင်တာ။တရုတ်နဲ့ကာကွယ်ရေးစာချုပ်ရှိတာနဲ့နျူကလ িয়ার စခန်းတွေကိုမြေအောက်နက်နက်မှာထားရှိတာစတဲ့အချက်တွေကြောင့်ပါပဲ။ ါပေမဲ့အီရန်မှာတော့အခြေအနေကကွာခြားပါတယ်။သူ့ရဲ့မြေအောက်စက်ရုံတွေဟာဘန်ကာဖြတ်ဘုံးတွေကိုခံနိုင်ရည်မရှိပဲမြောက်ကိုရီးယားနီးပညာကိုအတုယူပြီးပိုပြီးခံနိုင်ရည်ရှိတဲ့စခန်းအသစ်တွေကိုတည်ဆောက်ဖို့ကြိုးစားနေခဲ့ပါတယ်။အနောက်တိုင်းထောင်လန်းရေးကဒါကိုသိခဲ့ပြီးတိုက်ခိုက်မှုမလုပ်ခင်မှာပဲဂျားဖြတ်ဟန့်တားခဲ့ပါတယ်။အထူးသဖြင့်နာတန်စက်ရုံမှာဒုတိယမြောက်လုံခြုံတဲ့အခြေစိုက်စခန်းတည်ဆောက်တာကိုတားဆီးဖို့ကအမေရိကန်ရဲ့တိုက်ခိုက်မှုအဓိကရည်ရွယ်ချက်ဖြစ်ခဲ့ပါတယ်။အီရန်ကိုတားဆီးနိုင်ခဲ့တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ မြောက်ကိုရီးယားနဲ့ရှင်ရင်သူ့မှာအင်အားသိမ့်မရှိတာပါပဲဒါကြောင့်ပဲအခုလိုဖြစ်လာခဲ့တာပါအစာပိုင်းမှာတော့အီရန်ကကြောက်စရာကောင်းတယ်လို့လူတွေကထင်ခဲ့ကြပါတယ်။ဒီနိုင်ငံရဲ့အကြီးဆုံးခွန်အားကအရှေ့လယ်ပိုင်းမှာအကြီးဆုံးဖြစ်တဲ့သူ့ရဲ့ဒုံးကျည်နဲ့ drone လက်နက်တိုက်ပါပဲ။ထောင်ပေါင်းများသောပေဒိန်ဒုံးကျည်တွေကအများစုဟာမြောက်ကိုရီးယားကနေဆင်းသက်လာတာပါ။ဒါကဒီနှစ်နိုင်ငံဘလောက်နိမ့်နိမ့်ကက်ကက်ပူးပေါင်းနေလဲဆိုတာကိုပြသနေပါတယ်။အီရန်ရဲ့ဒုံးကျည်နဲ့ drone လက်နက်တွေကြောင့် အစ္စရေးမျိုးတွေနဲ့အရှေ့လေပိုင်းကအမေရိကန်စစ်ခန်းတွေကိုတိုက်ခိုက်နိုင်မယ်လို့အရင်ကယူဆခဲ့ကြပါတယ်။ဒါပေမဲ့မကြာသေးခင်ကအစ္စရေးကအီရန်ရဲ့လက်နက်တွေကိုဖျက်ဆီးခဲ့တဲ့အတွက်အီရန်ရဲ့လက်တုံ့ပြန်မှုဟာအားနည်းခဲ့ပါတယ်။ဒီအချိန်လေးကအမေရိကန်ကိုယုံကြည်မှုပေးခဲ့လို့ဗန်ဂါဖြတ်ပုံတွေနဲ့အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုဘုံကျဲဖို့ဆုံးဖြတ်ခဲ့တာပါ။တိုက်ခိုက်မှုရဲ့ထိရောက်မှုအတိုင်းအတာကိုအတိအကျမသိရသေးပေမဲ့မစ်ရှင်သားအောင်မြင်ရင်အီရန်ဟာမကြခင်နျူကလ িয়ার လက်နက်ရရှိတော့မှာမဟုတ်ပါဘူး။ အီရန်သားနျူကလ িয়ার လက်နက်ရသွားရင်ကမ္ဘာကြီးအတွက်ပိုပြီးအန္တရာယ်များလာမှာပါ။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်ဟာချိန်ချောက်ယုံသားရှိပေမဲ့အီရန်ကောင်းဆောင်ခါမီနီကတော့ကမ္ဘာတဝန်းလုံးကိုဆက်ဆက်နေတဲ့အကြမ်းဖက်ကွန်ရက်ကိုထိန်းချုပ်ထားပါတယ်။ဒါကြောင့်အီရန်ကနျူကလ িয়ার လက်နက်ရသွားရင်ဆော်ဒီအာရေဗျနဲ့တူဂရီတူရကီလိုနိုင်ငံတွေကလည်းသူတို့ရဲ့ကိုပိုင်လက်နက်တွေတီထွင်လာဖို့ဖိအားပေးခံရမှာဖြစ်ပါတယ်။ ဒါဟာကမ္ဘာပေါ်မှာအငြိမ်သက်ဆုံးဒေတာတခုမှာအသေးစိတ်ဆုံးလက်နက်တွေပြန့်နှံ့သွားစေနိုင်လို့အလွန်စိုးရိမ်စရာကောင်းပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။